ဖန်ကားပင်တစ်တော်ကျိုးပိုင်းအတွင်ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှုနဲ့လဲသမား12ဦးကိုဗရောင်းမြို့နယ်တရားရုံးကထောက်ဒဏ်တွေချမှတ်လိုက်ပါတယ်ဒီသတင်းကိုတော့ဒေါခင်ယူပါတင်ဆက်ထားပါတယ်ရှင်ပါလိုက်မှာပဲရှိရလက်တွေမှာဘာမှမရှိဘူးပဲခူးတိုင်းပြည်ခိုင်ဗထောင်းမြို့နယ်မကြီးပင်ကြအင်းရွာကဒေသခံလက်သမား12ယောက်ကိုဗထောင်းမြို့နယ်တရားရုံးက တတော်ဥပဒေအရပုံမှန်43ကကြီးကျွတ်မင်ဖြက်စီးမှုပုံမှန်40ငယ်တတော်ကြိုးဝိုင်းကျူးကျော်မှုတွေနဲ့ဖေဖော်ဝါရီလ16ရက်နေ့ကထောင်ဒဏ်အသီးသီးချမှတ်လိုက်တာပါသူတို့တွေကိုအမြင့်ဆုံးထောင်ဒဏ်3နှစ်ကနေ6လအထိအသီးသီးချမှတ်လိုက်တာလည်းဖြစ်ပါတယ်ကျမတို့ကတော့တွေ့နေပါလေကိုရိုးသားလို့ပဲစားရအောင်မတရားရအောင်စားတော့ကျမတို့ရောက်ကြတယ်မတရားစီထောင်တန်းကြတယ်ဒီလောက်မှလုံးမစားရင်ကျမတို့တောင်းဆိုနေဘာလို့စားလို့ရမှာလဲကိုပြေကိုရောက်ကိုရနားနဲ့ဆိုင်တဲ့ရဲ့သူများရဲ့တရားတွေ ောက်သူကခံနိုင်မလဲသူတို့မခောက်ထားလို့ဒီကဲတယ်မှာတော့မဆိုင်ဘာလို့ဆားလို့ရမှာလဲမြို့သားတန်ရာစတာဖွံ့ဖြိုးရေးကုမ္ပဏီ NRDC ရဲ့မန်နေဂျာကလက်သမားတွေဟာကုမ္ပဏီပိုင်းကျွန်းဆိုင်ခင်းနဲ့ကျူးကျော်ဝင်ရောက်ပြီးကျိုးမနေကိုဖျက်ဆီးတယ်လို့တိုင်ကြားချက်အရ2013ခုနှစ်ဇန်နဝါရီလတုန်းကဗဒောင်းမြို့နယ်ရဲစခန်းကဒေသခံတောင်သူတွေကိုပုံမှန်40ကားငယ်ပုံမှန်43ကားကြီးတွေတက်ပြီးတရားဆွဲဆိုခဲ့ပါတယ်တရားဆွဲဆိုခံရတဲ့တောင်သူတွေကိုရုံးချင်း38ကြိမ်မြောက်မှာတရားရုံးကထောင်ဒဏ်နဲ့ချမှတ်လိုက်တာပါ လက်မြေဆုံရှုံခံခဲ့ရတဲ့တောင်သူတွေအနေနဲ့ရုံချင်းခဏခဏသွားရတဲ့အတွက်ရှိနေတဲ့အလုပ်ကိုင်းတွေပြက်ကွက်တာတွေဈေးစကားကုန်ကျမှုတွေရှိလာတာငွေကြေးချိုးတက်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပြီး38ကြိမ်မြောက်ရုံချင်းမှာတက်ရောက်ဖို့ပြက်ကွက်ခဲ့ပါတယ်။အဲ့ဒီအတွက်တောင်သူတွေကိုရုံချင်းပြက်ကွက်မှုနဲ့အာမခံရုပ်သိမ်းပြီးပြည်ထောင်ကိုပို့ဆောင်ခဲ့ပါတယ်။ဒီအမိကအမေဆက်တဲ့အပေါ်မှာတရားရုံးကဒီထောင်နာခုနှစ်ဒီချမှတ်နိုင်တဲ့ပုံမှန်အပေါ်မှာဒီဘု ပေါ့နော်ဒီပြေလိုအကျိုးဆောင်အနေနဲ့အမြင်ကတော့တော်တော်လေးသက်သက်ညာညာနော်တတ်မှတ်သေးတယ်လို့ပဲမြင်ပါတယ်ဖန်ကားပင်တတော်ကျိုးဝိုင်းဟာကိုလိုနီခေတ်ကလေးကတတော်ကျိုးဝိုင်းအဖြစ်တည်ရှိခဲ့ပြီးအနီးနားဝင်းကျင်ကကျွရရဲ့နေရာမြေတွေဟာလည်းအဲ့ဒီတတော်ကျိုးဝိုင်းမှာတည်ရှိခဲ့တာပါ၂၀၀၈ခုနှစ်လောက်က ်တတော်ကျိုးဝိုင်းအတွင်ကုမ္ပဏီကိုဝင်ရောက်လုပ်ကင်ခွင့်ပြုလိုက်ပြီးစကြက်မြေတွေကိုတော့ခြံထားပေးမယ်လို့တောင်သူတွေကိုသက်ဆိုင်ရာကပြောဆိုခဲ့ပါတယ်။အဲဒီအချိန်ကစပြီးလုပ်ပိုင်ခွင့်ရရှိခဲ့တဲ့ကုမ္ပဏီဟာကျုံးမင်တွေကိုစိုက်ပျိုးခဲ့ပါတယ်။2010ခုနှစ်လောက်မှာတော့ကုမ္ပဏီကလယ်သမားတွေကိုအတီးပေးခြင်းမရှိဘဲလယ်မြေတွေအတွင်းမှာတော်မီရှို့တာကျုံးမင်တွေစိုက်ပျိုးတာကန်တူရာတွေကိုပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်လယ်သမားတွေရဲ့ပြည်နှံတွေနဲ့ဒိဋ္ဌိဆန်တွေထိခိုက်ဆုံးရှုံးခဲ့တဲ့အတွက်ကုမ္ပဏီနဲ့လယ်သမားတွေအကြမကြည်လည်မှုတွေအငင်းပွားမှုတွေစတင်ခဲ့တာပါ။ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာတော့တနက်သားကနေလေးနှစ်သားအထိကျွမ်းမြင့်တသိန်းကျော်ပြည့်စည်ခဲ့ရပြီးကျပ်သိန်းပေါင်း1000ကျော်နဲ့နာဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါဗျ။ကျမအခင်ပါပါရှင်။